မိဘပြည်သူများရှင်ကျမတို့ရဲ့ထုံးလင်းပြန်ကြားသတင်းမှတ်များအစီအစဉ်ကနေဒီကနေ့မှထုံးလင်းတင်ဆက်ပေးမှာကတော့လူမှုကွန်ရက်မှာပြန်နေနေတဲ့သတင်းတူသတင်းမှတ်အုံဘုတ်ကိုသတင်းမှတ်ပြန်ကြားပေးသွားမှာပဲဖြစ်ပါတယ်ရှင်ပထမဆုံးတပုံအနေနဲ့ ကြောက်ကြီးနဲ့မူးမြို့နယ်တို့မှာလုံခြုံရေးတပ်ဖွဲ့ဝင်များမှလေကြောင်းဖြင့်ဘုံကျဲပြစ်ခတ်မှုကြောင့်ပြည်သူ၃ဦးသေဆုံးပြီး၂ဦးထဏ်ရာရရှိခဲ့ကာနေအများပျက်စီးခဲ့ကြောင်းတရားမဝင်ပြည်ဖြတ်မိသားများမှတရင်အမားများရေးသားပြန့်ဝင်နေတဲ့တဲ့ရင်ကိုတင်ပြပါမယ်ရှင်။ ဘဂိုရာဒေတာကြီးကြောက်ကြီးမျိုးနယ်နဲ့မူးမျိုးနယ်တို့မှာလုံခြုံရေးတပ်ဖွဲ့ဝင်များမှာအခုလ6ရက်နေ့မှာလေကြောင်းဖြင့်ဘုံကျဲတိုက်ခိုက်မှုကြောင့်ပြည်သူ၃ဦးသေဆုံးပြီး၂ဦးဒဏ်ရာရရှိခဲ့ကနေအိမ်များဖျက်ဆီးခဲ့ကြောင်းမဟုတ်မမှန်ရေးသားဖျက်ဝင်နေတာကိုတွေ့ရပါတယ်။ ီသတင်းနဲ့ပတ်သက်ပြီးလုံခြုံရေးတာဝန်ရှိသူတို့ရဲ့ပြောကြားချက်အရအဆိုပါမြို့နယ်များအနီးတစ်ဝိုက်မှာအကြမ်းဖက်လုပ်ငန်းများဆောင်ရွက်ဖို့အတွက် PDF အမိခံအကြမ်းဖက်သမားများရောက်ရှိစုဖွဲ့နေကြောင်းတာဝန်သိပြည်သူတို့ရဲ့သတင်းပေးပို့ချက်အရလိုအပ်တဲ့နေမြေလုံခြုံရေးလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း အဲ့ဒီလိုဆောင်ရွက်ခဲ့ရာအကြံဖက်သမားများတိကြိုက်တရားများရရှိခဲ့တာကိုတရားမဝင်ပြည်ဖြန့်မိသားများကဗီဒိုတွေအထင်မြင်လွဲမှားစေဖို့သတင်းတူသတင်းမများဖြင့်မဟုတ်မမှန်လှုပ်ကြံရေးတာဝါဒပြောင်းဝင်နေကြတာဖြစ်တယ်လို့သိရပါရရှင်။ ဆလဘင်စလင်းမျိုးနယ်အတွင်းမှာလုံခြုံရေးတပ်ဖွဲ့ဝင်တွေစစ်ကြောင်းထိုးဝင်ရောက်မှုကြောင့်ဒေသခံပြည်သူများထွက်ပြေးတိမ်းရှောင်နေရတယ်လို့သတင်းတုသတင်းမှားများရေးသားဖြန့်ဝေနေတဲ့သတင်းကိုတင်ပြပါမယ်ရှင်။ မကွေတိုင်းဒေသကြီးစလင်းမြို့နယ်အတွင်းမှာရှိတဲ့ကြီးရွာတွေကိုလုံခြုံရေးတပ်ဖွဲ့ဝင်တွေကစစ်ကြောင်းထိုးဝင်ရောက်ခဲ့မှုကြောင့်ဒေသခံပြည်သူများထွက်ပြေးတင်းရှောင်နေရတယ်လို့နေမြေကန်လုံခြုံရေးဆောင်ရွက်နေတဲ့လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ်ထင်အောင်ထင်မှားဖြစ်စေဖို့အတွက်တရားမဝင်ပြည်ဖြတ်မိတာများကတရင်တုတရင်မာများဖြင့်လုံးကျန်ရေးသားဖြန့်ဝင်နေတာကိုတွေ့ရပါတယ်။အဆိုပါတဲ့နဲ့ပတ်သက်ပြီးသက်ဆိုင်ရာလုံခြုံရေးတာဝန်ရှိသူတို့ရဲ့ပြောကြားချက်အရာ စလင်းမျိုးနဲ့အတွင်တင်းငိအေးချက်မှုပြက်ပြားစေဖို့ PDF အမိခံအကြံဖက်သမားများက GR တွေကိုလက်နက်ကြီးများဖြင့်ပြစ်ခတ်တိုက်ခိုက်ခြင်းအပြစ်မဲ့ပြည်သူတွေကိုဒလန်လို့ဆွဆွဲပြီးဖမ်းဆီးတပ်ဖြတ်ခြင်းများလုံဆောင်ရရှိရာကိုအများပြည်သူများသိရှိပြီးဖြစ်ပါတယ်ဒါကြောင့်လေလုံခြုံရေးတစ်ဖက်ဝင်တွေကဒေသခံပြည်သူတွေတည်ငြိမ်အေးချမ်းစွာလောက်ကိုင်းနေထိုင်နိုင်ရေးအတွက် သက်ဆိုင်ရာအုပ်ချုပ်ရေးတာဝန်ရှိသူများနဲ့ပူးပေါင်းပြီးလိုအပ်တဲ့နည်းမျိုးလုံခြုံရေးဆောင်ရွက်လျက်ရှိတာကိုတရားမဝင်ပြည်ဖြန်မိသားများကအထင်အမြင်လွဲမှားဖွယ်လှုပ်ကြံရေးသားပြီးဝါဒဖြန့်ဝေနေကြတာဖြစ်တယ်လို့သိရပါတယ်ရှင်နောက်ဆုံးတစ်ပုံအနေနဲ့ အုပ်ဖုံမျိုးနဲ့တောင်ကုန်းရွာမှာကလေးဖခင်တူအုံလုံချုံရင်တပ်ဖွဲ့ဝင်တွေကစစ်မှုတန်းဖို့နေရင်ထဲထိဝင်ရောက်ဖမ်းဆီးသွားကြောင်းတရားမဝင်ပြည်ဖြတ်မိရာများကမဟုတ်မမှန်ရေးသားဖြစ်ဝင်တဲ့တင်ကိုတင်ပြပါမယ်ရှင်ဘူရိုင်းဒေတာကြီးအုပ်ဖို့မျိုးနဲ့တောင်ကုန်းရွာမှာကလေးဖခင်တူကိုလုံချုံရေးတပ်ဖွဲ့ဝင်တွေကစစ်မှုတန်းဖို့အခုလကိုရန်တွေကနေရင်တည်းတည်းဝင်ရောက်ခေါ်ဆောင်သွားကြောင်းတရားမဝင်ပြည်ဖြတ်မိတာများမှာမဟုတ်မမှန်ရေးသားဖြန့်ဝင်နေတာကိုတွေ့ရပါတယ်။ အဆိုပါသတင်းနဲ့ပတ်သက်ပြီးနေမြေကန်လုံခြုံရေးတာဝန်ရှိသူတို့ကိုဆက်သွယ်မေးမြန်းခဲ့ရန်တရားမဝင်ဖိဖျက်မိရာများကပြည်သူလူထုစိုးရိမ်ပူပန်မှုမြင့်တက်စေဖို့အတွက် လုံခြံရေးသားကမာရာဖျက်ဝင်နေတဲ့သတင်းအမှားသာဖြစ်ကြောင်းပြည်သူစစ်မှုထမ်းစင့်ခေါ်ရေးအဖွဲ့များအနေနဲ့ထုတ်ပြန်ထားတယ်ပြည်သူစစ်မှုထမ်းဥပဒေနဲ့အညီသာဆောင်ရွက်လျက်ရှိပြီးဥပဒေမဲ့ဖန်ဆီးခြင်းများမရှိကြောင်း ပြည်သူစစ်မှုထမ်းဥပဒေနဲ့ပတ်သက်ပြီးတည်တင်းတည်ထိုက်တာတွေကိုနိုင်ငံပိုင်မီဒီယာတွေနဲ့နေစင်ထုတ်သတင်းစာတွေမှာထုတ်ပြန်ပေးလျက်ရှိတယ်လို့သိရပါပါတယ်ရှင်။ မိဘပြည်သူများရှင်နိုင်ငံတော်အစိုးရနှင့်တမတော်အပါအဝင် လုံခြုံရေးတပ်ဖွဲ့ဝင်များကနိုင်ငံတော်တည်ငြိမ်အင်ဂျင်နီယာတရားဥပဒေစိုးမိုးရေးလုပ်ငန်းများဆောင်ရွက်နေမှုအပေါ်တရားမဝင်ပြည်ဖြတ်မီဒီယာများနှင့်အကြမ်းဖက်အာဘေးထောက်ခံသူတွေကလူမှုကွန်ရက်တွေပေါ်မှာတရင်တူတရင်မာတွေကိုရည်ရွယ်ချက်ရှိရှိလှုံ့ဆော်ရေးသားဖြန့်ဝေနေတာကိုမိဘပြည်သူများသိရှိစေဖို့အတွက်တရင်မက်များကိုတင်ဆက်လိုက်ရပါတယ်ရှင်။